ချက်ဖြတ်လုံငန်းကိုဘယ်သူကခွင့်ပြုလဲဆိုတာနဲ့ကျွန်တော်တို့စမနေတူပါတယ်ပေါ့နော်ဆိုတော့ဒီဒီဘယ်လိုပြောမလဲမနဘလချက်ပြီးနောက်ပိုင်းမှာပြင်တကအင်းအချင်းနဲ့လာတယ်အကွဲပြဲတွေဖြစ်လာတဲ့အခါမှာဒီရန်သူကိုတော်လိုင်းတဲ့အခါမှာတော်တော်ခက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 ်ကိုတော်လန်ခဲ့ပြီးတော့မှယခုချိန်ထိရပ်တည်နိုင်အောင်တော်တော်လေးကြိုးစားလာခဲ့တယ်ဒါပေမဲ့အဲ့ဒီမနဘလချက်ပြီးနောက်ပိုင်းမှာငင်းချင်းဆိုတဲ့ဟာတွေကအဲဆိုရပေးဖိတ်ခေါ်တာမျိုးတွေ ဖြစ်နေတယ်အကန့်လန့်ချက်တွေရှိနေတယ်။အော်နောက်ပိုင်းကျတော့ဘယ်လိုဖြစ်လဲဆိုတော့ဒီဒီငင်းချိုင်းကနေနောက်ွယ်ပလာတဲ့အရာတွေပေါ့လေ။ဥပမာငင်းချိုင်းနောက်တဲ့ခါမှာဆိုရင်ဟောအခွင့်အရေးတွေရလာတယ်။ဒီအခွင့်အရေးကနေမှဟောဒီဘလာမှုပေါ့လေ။စီးပွားရေးတွေအခွင့်အရေးပေါ့။အဲအဲအဲ့ဒါတွေပေါ့နော်။ပြောချင်တာကတော့စီးပွားရေးကပီတလစ်ဇမ်တွေကနောက်လိုက်လာတဲ့သဘောကိုပြောချင်တာ။ဆိုတော့ကျွန်တော် ကျွန်တော်မြင်တာကတော့အဲ့ဒီနေ့တပွဲပေါ့အခုဒီကြားဖြတ်နေတဲ့ဝိုက်ကဒီနထမ်းနထောက်စင်ကဒီ NCA ကလပီးနေပိုင်းမှာတော်လေးတဟုံတို့ရှိလာတာပေါ့လေလုတ်ပိုင်ခွင့်နေပေးလာတာဟုတ်ခုနကကျွန်တော်ပြော safe fire capitalism လို့ပြောတာလုတ်ပိုင်ခွင့်နေပေးလာတော့အဲ့ဒီနေရာကိုစကားစကားဒီ BG တွေကိုအထူးခွင့်ရင်းနေပေးတဲ့အခါမှာကျွန်တော် BG မှာလုတ်ပိုင်ခွင့်ရှိလာတယ်လုတ်ပိုင်ခွင့်ရှိတဲ့အခါမှာသူတို့ကာစီနိုတွေလောက်လာ ော့ကာစီနိုတွေအဆောက်အဦတွေလောက်လာအလောင်းစားတွေလောက်လာတယ်။နောက်ပိုင်းကျတော့ကျွန်တော်ထင်တယ်ဒီဟာတွေကအစိုးရနဲ့ကိုတဲ့ကိုတက်ဆိုင်တယ်အစိုးရသာအစိုးရနဲ့သာမတက်ဆိုင်ဘူးဆိုဒီဟာဖြစ်လာမှာမဟုတ်ဘူး။ဒီအခုဒီကြဖြန့်ဆိုတာကလည်းဒီတရုတ်စကလုံးကလာတော့ဆိုတော့သိချာတယ်သူ့ရဲ့အရင်းမြစ်တရုတ်တရုတ်နဲ့ပဲဆိုင်တယ်ပေါ့တရုတ်တရုတ်တွေကဒီကိုဝင်လာပြီးတဲ့အခါမှာဒီအလုပ်တွေကကြီးထွားလာတယ်။ကြီးထွားလာတဲ့အခါကျတော့ဘယ်လိုဖြစ်လဲဆိုတော့ဟိုဟို ဘယ်လိုပြောမလဲနေမြခံပေါ့လေနေမြခံကနေမြပေးတယ်သူတို့ကလှုပ်တယ်နေမြခံအဲ့ဒီဗီဒီယိုတွေပူကြီးပွားလာတယ်သူတို့လည်းအလုပ်ဖြစ်လာတယ်ဒီကြက်ဖြန့်အဖွဲ့တွေကဆိုတော့တဖြည်းဖြည်းတဖြည်းဖြည်းနဲ့ဒါကြက်ဖြစ်လာတဲ့အခါမှာသူတို့ရဲ့ target ပေါ့လေသူတို့ကဟိုပါပေါ့မဲ့လုံးတွေပေးပြီးလူတွေလိမ်တဲ့အခါကျတော့ဟိုလူတွေကလည်းမသိဘူးလေလူဆိုတာကနစ်စီဒူကကိုယ့်ရဲ့ဝမ်းရည်အတွက်ကိုကျိုးစားရုံးကြရတဲ့လူတွေပဲလေ တော့တစ်ခါလေကြတော့အခုရည်ရည်လို့ချင်တော့ဥမာကျွန်တော်ထီထိုးသလိုပေါ့လေထီထိုးထီပေါ့အရင်ပြောမှာပဲလေနော်ဆိုတော့အဲ့အဲ့မျိုးလင်းချက်လေးတော့ဒါဒါတဲ့အဲ့ဒီမဲ့လို့ပုံစံတော့ဥမာကြားပြတယ်ဆိုတော့အဲ့ဒါပဲဥမာကျွန်တော်တို့ဆိုရင်ဟော2016ဆိုရင်အဲ့လိုမျိုးကြောင်းတက်တဲ့အချိန်ပေါ့ကြောင်းတက်တဲ့အချိန်မှာသူကို email ထဲမှာစာတွေဝင်လာတယ်အာကျမကတော့လေတည်တော့မယ်ပေါ့နော်ကျမမငွေဒီလောက်ရှိတယ်အဲ့ဒါဒီကိုကျမလူတန်းခဲ့ချင်တယ်ဆိုတဲ့အပုံစံမျိုးနဲ့ဟိုလူကိုအဲ့လိုမြူဆဲပြီးတော့မှလိမ့်နေအဲ့အဲ့ဟာတွေကဘာလို့သွားတက်ခဲ့လဲတကယ်နိုင်ငံကြီးလို့တက်ခဲ့လောက်တော့ဥမာ ိုအမေရိကန်တို့လိုကနေဒါလိုတို့နိုင်ငံတွေတက်ကက်လို့တော့ဒီကိစ္စနောက်ပိုင်းကျတော့ဟိုကဘွားကနေပေါ်လာတာပေါ့လေဘွားကနေပေါ်လာတဲ့အချိန်မှာဇင်းမီကိုလိုက်တဲ့အခါမှာဆိုရင်အဓိကနာမည်ကြီးတဲ့နေရာတွေကဆိုဥမာမြောက်ပိုင်းတို့ဒီဟိုကရင်ပြည်နယ်ကဒီစွကုကုဒေသတို့ဟိုပြည်ဟိုကမ်ဘောဒီးယားတိုင်းအရင်နာမည်ကြီးလာတယ်ဆိုကမ်ဘောဒီးယားကသူချင်မုန်းလိုက်တယ်သူချင်မုန်းလိုက်တဲ့အခါမှာဒီတွေကဒီစွကုကုပြန်ဆုလာတယ်ဟိုဘက်မြောက်ပိုင်းချင်မုန်းလိုက်တာဒီဘက်ပြန်ဆုလာတယ်ဆိုတော့ဒီခေခေဖားတို့ဒီနေရာဒီဝိုက်က <laughs> အရန်နံပါတ်ကြည့်လာတယ်ဒီအလောက်ကိုအဓိကဖြစ်စေတာတော့ဒီနေရာခင်းချုပ်ကိုပေးလိုက်တဲ့ဆိုရင် internet ရှိမယ်အဲ့လိုမျိုးပေါ့ facility ရှိမယ်ဆိုရင်အဲ့လိုမျိုးပေါ့ infrastructure ရှိမယ်ဆိုရင်ဒါလုပ်လို့ရတဲ့အလောက်ဖြစ်နေတဲ့အခါကျတော့ဆိုတော့အဲအဲ့ဒီလိုမျိုးသိရမလားဟိုတက္ကသဒီစစ်ကောင်စီကဟိုအခွင့်အာဏာပေးလိုက်တဲ့ခါမှာဒီနေရာမှာကတော့ဟိုတကက်ကြဖြန့်အတွက်ဟိုသူ့ပုံရနေရာကြဖြန့်ထဏန်းဆွလို့တော့ဖြစ်နေတယ်လို့ဟောင်း ပြောရမှာပေါ့လေတော့အဓိကကပြဿနာကတော့ဟိုဒီအုတ်ချုပ်သူအုတ်ချုပ်သူဒီအနာရှင်ကဒီသူနဲ့ပြန်လာပူပေါင်းတဲ့သူကိုဒီအခွင့်အနာအခွင့်အရေးအခွင့်လန်းတွေပေးလိုက်တဲ့အခါကျတော့ဒါတွေကနောက်ဆုံးတည်းပါလာတာပေါ့နော်တော့အတကျတော့အဲ့အဲ့လိုပြောချင်ပါတယ်ဒီလက်ရှိမှာပေါ့နော်စေအုပ်စုကကီကီပတ်တဲ့ကကြားဖြန့်လုပ်ငန်းနဲ့ပတ်သက်တာတွေကို ရှင်းလင်းမှုတွေလည်းပြုလုပ်နေတယ်ဆိုပြီးတော့ဝါဒဖြန့်ချိနေတာတွေရှိတယ်။အဲဆိုတော့ဆရာကြားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးစေအုပ်စုက KNU အပေါ်ဆွဆွဲထားတာမျိုးတွေလည်းလှုပ်လာတာကိုတွေ့ရတယ်ပေါ့နော်။ဆိုတော့စေအုပ်စုကကြားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ဒီ KNU အပေါ်ကိုဒီအပြစ်ဖို့ထိုးချနေတာ။ဘာကြောင့်လို့ထင်ပါတယ်လဲခင်ဗျ။ဘောခေခေပါဘောခေခေပါနံပါတ်တဲ့ဘောခေအန်ယူကိုဆူဆွဲတယ်ဆိုတာကတော့ဟိုဒီကြားဖြတ်ဆိုတဲ့အရာပေါ့နော်ဒီစကမ်မာတို့ဆိုတဲ့အရာက ဟိုတကယ်ဘာလို့ issue လို့ဖြစ်နေတယ်လीဖြစ်နေတာပေါ့လေဟိုဒီလိုအရာမျိုးကိုကိုယ်နိုင်ငံမှာဖြစ်မှာဆိုရင်ကိုယ်တောင်းဝန်ရှိတယ်လေဆိုတော့အဲ့ဒီခါကျတော့ तू ကတခြားလူကိုအဲ့လိုမျိုးပေါ့ပြတာပေါ့လေခုတုံးနေနဲ့ပြတဲ့သဘောမျိုးပဲလေကျွန်တော်တော့မြင်တယ်ပြီးတော့မှသူတို့ကတော့ဒီမျက်နှာဖြူပေါ့နော်မျက်နှာပေါ်အောင်ဖြူဟုတ်လားပေါ့လေသူတို့ကတော့အပြည့်မရှိပါဘူးဒီလူကအပြည့်ရှိတယ်ဆိုတော့ပုံစံမျိုးကိုသူတို့ပုံမျိုးကျင်တာပေါ့ဥပမာ ဒီဒီဒီနေရာမှာကျတော့ကျွန်တော်ထင်တာဆက်ကဆက်ကဒါတကဘာကိုချက်ပြချင်လို့သူကနော်ရစ်တီကောက်ကောက်တပုတ်ကိုသူဖန်တီးတယ်လို့ပဲဟိုဆိုရမထင်တယ်အဲဘာကြောက်လဲဆိုတော့ဟိုပါပေါ့ KNU ရဲ့ရခင်ကောင်းဆောင်တွေရဲ့ဒီမရှင်းမလင်းကိစ္စတချို့ကဒီလိုမျိုးမီဒီယာမှာဟိုဖက်လာတာမျိုးရှိတယ်ပေါ့ဥမာ KNU ရဲ့ရခင်ဒိုထရခင်ဒီကကွေဌာနမှုတို့ရဲ့လက်မှတ်တွေပါဟိုဆိုအဲအဲ့ဒါကိုသူကကူကာပြီးတော့မှ ဒီလိုဆက်လန်တပုတ်ကိုသူတီထင်လိုက်တယ်ပေါ့ဆိုတော့ဒီဆက်လန်ဒါကတော့ KNU နဲ့ဆိုင်တယ်ပေါ့ဆိုတော့အဲ့ဒါကိုသူကဝင်သိမ်းလိုက်တယ်ပေါ့ဝင်သိမ်းတဲ့ခါမှာကြားဖြန့်လှုပ်တဲ့သူတွေကထပ်ပြေးရတော့ဒါလည်းမီဒီယာမှာလုံးဝပေါ်ပေါ်လေးမြန်ဟာဆိုတော့သူသူသူပြင်ဆင်တဲ့ဆက်လန်တွေကအရင်လာရနော်တော့ KNU ရဲ့နေရာနော် KK ဖတ်ဆိုတာကကျွန်တော်တို့သွားပြီးတော့တက်ရှင်းသွားလုပ်တဲ့ခါမှာသူထပ်သွားတဲ့လူတွေ့လာတော့အဲ့လိုမျိုးသက်သေအဲ့လူတွေထပ်သွားပြီးတဲ့အချိန်မှာသူတို့ကရှင်းလေးလေးကိုတဆင့်တဆင့်ဥမာဟိုအောက်တိုဘာ 23နှစ်ဆက်ရှင်းတယ်အခုတည်းကပဲရှင်းနေတုန်းပဲပေါ့နော်အဲ့အဲ့လိုမျိုးပေါ့တဘောကအဲ KNU ကိုသိရမလားအပြည့်ပုံချတဲ့ပုံစံမျိုးသူတို့ကစားပြတယ်ဒါပေမဲ့ KNU ကလည်းတစ်ဖက်မှာကျတော့သူတို့ကလည်းအချက်လက်နဲ့ပြန်ပြီးတော့မှတုတ်ပြန်တာမျိုးကိုလည်းကျွန်တော်ပြန်တွေ့ရတယ်ပေါ့လေပြန်တွေ့ရတာဟာပါလဲဆိုတော့ဒီဟာဒီကျွန်တော်တို့နဲ့မဆိုင်ဘူးပေါ့နော်ဆိုတော့တကယ်ပါဒါ BG ရတို့ဘာတို့လည်းမဆိုင်တဲ့ဆိုတဲ့ပုံစံမျိုးပြီးရင် KNU ကသူခွင့်ပြုခဲ့တဲ့ဟာတွေရှိတယ်နဲ့မျိုးပေါ့ဒီအာ method delivery အဲ့ဆိုတော့ KK bus ရှိတဲ့နေရာနဲ့ဘယ်လောက်กว่าကြောင်းအဲ့လိုမျိုးဟိုဒီချက်ပြတဲ့အခါတွေ့ရတဲ့အခါမှာဆိုတော့ KNU ကတော့သူနဲ့မဆန်ကြောင်းကိုတုတ်ပြန်နိုင်တုတ်ပြန်တော့တွေ့ရပြီးတော့မှ okay ဒီ scamming နဲ့ပတ်သက်တဲ့ဒီ chapter နဲ့ပတ်သက်ပြန်ဆိုရင်လည်းသူကတည်းကအဲ့လိုမျိုးစိတ်အားထက်သန်ပြီးတော့ချင်းစစ်ချင်းနေပေါ့နော် စေအောင်စုကအခုဆိုရင်ကြားဖြတ်လုပ်ငန်းတွေကိုရှင်းလင်းနေတယ်ဆိုပြီးတော့ဝါဒဖြတ်နေတော့ဒီလုပ်ငန်းတွေကတကယ်ရောပပျောက်သွားနိုင်မရှိလားခင်ဗျဒီ KK ဘတ်ကိုရှင်းပြီးရင်စေအောင်စုကဘယ်လိုပုံစံနဲ့ဝါဒဖြတ်အောင်မယ်လို့ထင်ပါတယ်လဲခင်ဗျဆိုဒီကြားဖြတ်ကိစ္စလည်းဟိုပါဗျမလွယ်ဘူးရှင်းဖို့တော့မလွယ်ဘူးရှင်းလို့မလွယ်ဘူးဆိုတာဒီတော့ internet ရှိနေတယ်ဆိုရင်လုပ်လို့ရတဲ့အလုပ်လေလုပ်လို့ရဆိုတော့အခုဒီ KK ဘတ်မှာရှင်းလင်းလုပ်လိုက်တယ်ဟိုအမေအမေအမေ online ဒီ ဆိုမင်းထိုးတော့ကဒီလိုဒီလိုပြောပြမိဟိုအခုဆိုရင်သိတယ်မို့လားရန်ကုန်တိုင်းထဲမှာတောင်မှရန်ကုန်မြို့ထဲမှာတောင်ပြန်ပြန်ဖြစ်နေတဲ့ဟာတွေလဲကျွန်တော်တို့မြင်ရတယ်လေနော်ဆိုတော့အော်ဒီဟာကလွယ်လွယ်ကူကူနဲ့တော့ဟိုချိန်မလို့မရနိုင်ဘူးဘာဖြစ်လဲဆိုတော့အင်တာနက်ရှိတယ်နေရာထိုင်ခင်းရှိတယ်အင်ဖာရှိမယ်ဆို infrastructure ရှိမယ်ဆိုဒါဟိုဖြစ်လာမယ်ပဲဟာပဲဒါမဲ့ကျွန်တော်တို့ KNU ကို ကြတော့ကြည့်မလားကျွန်တော်တို့ကကျွန်တော်တို့အုပ်ချုပ်တဲ့နယ်မြေတွေကိုကျွန်တော်ပြန်ကြည့်လိုက်တဲ့မှာ infrastructure တွေမရှိဘူးဒီအလုပ်ကဘလို့မှမဖြစ်နိုင်ဘူးဟိုဥမာအခုဆိုရင် Starlink ပိတ်တဲ့ကိစ္စလည်းကြည့်ကြည့်ကြည့်ပါဆိုပေါ့နော် Starlink ပိတ်တဲ့နေရာပြန်ကြည့်မှဆို infra infrastructure တွေရှိတဲ့နေရာပဲဖြစ်တယ်အများတယ်အဲ့ဒီသူတို့ရှိနေတဲ့အုပ်စုလို့ဆိုပဲဆိုတော့ဆိုတော့ခုနကဒီစကစက KNU ကိုဘလို့ပဲဆွဆဆဆနေပါစေဒါလက်တွေ့မကျနေဘူး KNU KNU ကသူအုပ်ချုပ်တဲ့နေရာရောသူနေတဲ့နေရာမှာဆိုဒီလိုမျိုး infrastructure တွေရှိနေဘူးရန်သူရဲ့ ဟိုအမြဲတမ်းဟိုပေါ့ထောက်လန်းမှုအောက်မှာနေရတဲ့ KNY ကတော့တော်လန်ရေးကာလမှာတော်လန်ရေးလိုပဲနေရတာပေါ့နော်အဲအဲ့လိုချင်နေမျိုးရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ပြောချင်တာကတော့ဒီချက်ဖြန်နဲ့ပတ်သက်ရင်တော့ KNY နဲ့ပတ်သက်မှုလုံးဝမရှိဘဲနဲ့ KNY ကိုပြည်ပုံချဖို့အတွက်စကားစကားနေပြီးတော့မှဒီလိုမျိုးပေါ့ဟိုဘယ်လိုပြောမလဲ narrative ဒီလောက်လိုက်တာပဲပေါ့နော်ဆိုတော့ဒါကတော့သူလုံလုံနေတာပေါ့လေဒီ KK ဖောက်ကသူရှင်းလို့ပြီးရင်တခြားဟာတွေကဘယ်လိုသူလောင်းမလဲဆိုတာတော့ဒါကတော့ကျွန်တော်တို့တော့မသိနေဘူးပေါ့လေ ဒါပေမဲ့သူဒီလိုမျိုးဟာကိုဖန်တီးပြီးတော့မှဒီလှုပ်ကိုသူလှုပ်သွားတဲ့အခါကျတော့နောက်တစ်ဆင့်သူဘာဆက်လန်းနိုင်ဦးလဲဘာလုပ်နိုင်မလဲဆိုတာကတော့ဒါတော့ KNU ကတော့သူတို့ကတော့စဉ်းစားထားတာရှိရင်ရှိမှာပဲဆက်ကဆက်ပြက်မှာလဲသူတို့ပဲလို့ KNU ကိုထိုက်ပြီးတော့မှနောက်တစ်ဆင့်အပြစ်ဖို့မယ်သူတို့စဉ်းစားစဉ်းစားမှာပေါ့ဒါကတော့ကျွန်တော်တို့လည်းမသိနိုင်ဘူးကျွန်တော်တို့လည်းမသိနိုင်ဘူးဟုတ်လားအခုဆိုရင်ကင်းပြည်နယ်တက KKK ပတ်အပြင်ပေါ့နော်တခြားဂျာပန် site တွေလည်းအများကြီးကြံ့နေသေးတာကိုတွေ့ရတယ်ပေါ့နော် နောက်တော့လေဒါတွေကလည်းလေပတ်နေသေးတယ်လို့သိတာရတယ်ဒီလုပ်ငန်းတွေကိုကြားတော့ရောစေအုပ်စုကဘာလို့ဖန်စီပိတ်ပင်တာတွေမလုပ်တာလဲဆရာအနေနဲ့ဒီအပေါ်ကိုဘယ်လိုမြင်မိပါသလဲခင်ဗျခုနကဘောနော်ခေတ္တဖတ်လို့ဘာလို့ကျွန်တော် KNU ကြောက်အဲလိုဘုံသူအပြည့်ဖို့တယ်ကျန်တဲ့နေရာမှာလည်းလေပတ်နေတာကျွန်တော်တို့သိတယ်ဒီရွှေကုတ်ကိုတို့ခုနပြောတဲ့ဟာတွေပေါ့လေဆိုင်တွေအများကြီးတွေ့နေရသေးတယ်ဆိုတော့အဲ့ဒီ channel site ကြတော့ DKBA ရှိတဲ့ DKBA ကထိချုပ်ထားတဲ့နေမြေတွေ ဘီဂျက်ထိချုပ်တဲ့နေမြေတွေကြတော့အဲ့ဒါမလားဟိုဒါခန်ယူဟာဆိုပြီးတော့မှသူ့အတွက်ထောက်ပြောက်ဖို့ခဲ့တယ်တစ်ဖက်မှာကြတော့လဲသူ့သားသူမီးဖြစ်တာဟုတ်သူ့ရဲ့အရေးအဝါသအောင်မှလာနေတဲ့သူဖြစ်တယ်ဆိုတော့လဲဟိုသူကွန်ပျူတာတဘောမျိုးသူမလုပ်ဘူးပေါ့လေဒါပြည့်ဆိုတော့သူတို့ကအတူတူဖြစ်နေတာဟုတ်ဆိုတော့သူမလုပ်ဘူးခုနဟာတစ်ခုကြတော့သူ့အတွက်ထိုးကျွေးစရာထိုးပြစရာပုံစံမျိုးဖြစ်ခေဖောက်သူကလောက်လိုက်တာဒီအဲအဲ့ဒါကိုနဲ့သူရှင်းတဲ့သဘောမျိုးပဲဒီဟာကြတော့ သူနဲ့သူ့လူတွေအတွက်သူတို့လှုပ်လှုပ်ထားတဲ့ဟာဖြစ်တဲ့အခါကျတော့သူမလုပ်ဘူးဆိုတော့တကယ်တမ်းကျတော့ဒီအလောက်ကဟိုဆက်ကဆက်မှာအများကြီးတာဝန်ရှိတယ်သူ့ရဲ့ခွင့်ပြုချက်မရှိဘူးဆိုရင်ဒါချက်ဖြစ်လာစရာအကြောင်းမရှိဘူးဆိုတော့နိုင်ငံတကာနိုင်ငံနဲ့ပြည်ထောင်နေမှာမြေမှာဆိုရင်ဒါချိုးအချာနာအပန်းရခွင့်ပြုချက်မရှိဘူးဆိုရင်ကိုပယ်ကန်ဒီပယ်ကန်ဆိုတာကုဖို့ဆိုတာလည်းလက်ကူရရမှာမဟုတ်ပဲအခုကတေးကိုလည်းဝင်လာတယ်ဟိုရန်ကုန်ကနေပဲဝင်လာတာမျိုးရှိတယ်ဒီဘက်ထိုင်းဘက်မှာကုတာလည်းဝင်လာလည်းရှိတယ်အဲဘက်ဆုံပဲပေါ့လေဆိုတော့ဒီဒီဒီလိုခင်းချက်မှာ စကားဆိုင်ပူပေါ်ပေါ်မရှိမရှိဘူးဆိုဒါကြီးကဘယ်လိုမှဖြစ်လာမှာမဟုတ်ဘူးဆိုတော့ကျွန်တော်ပြောချင်တာကတော့အဲ KK Party တက်ရောက်တာဖြစ်ပြီးတော့မှတခြားနေရာကျတော့ဒီကြက်ဖက်လုံကဒီဆက်လက်လေးပန်နေပြီးတော့မှဟိုအကျိုးတူဖြစ်နေတယ်ပေါ့လားစကားဆိုင်နဲ့ဒီအခုပြန်ရနေခွဲထွက်ပြီးတော့မှဟိုစကားဆိုင်နဲ့ပေါင်းတဲ့အခွင့်အကျိုးတူဒီပိုင်းလို့တယ်လို့ပဲကျွန်တော်မြင်ခုဆိုရင် KK Park ကနေဆုံးခွာလာတဲ့နိုင်ငံသားဝန်ထမ်းတွေကိုပေါ့နော်ပုံစံမျိုးစုံနဲ့ပြောင်းရွှေ့ပေးနေကြတယ်လို့လည်းသိရတယ် ဒါနဲ့ပတ်သက်ပြီးတော့ဆရာအနေနဲ့ဘယ်လိုနားလည်တယ်လဲခင်ဗျဘသူတွေကရောပေါဝင်ပတ်သက်ပြီးတော့လှုပ်ဆောင်နေတယ်လို့သိတာတယ်လဲခင်ဗျနိုင်ငံခြားသားဝန်ထမ်းတွေလည်းကျွန်တော်ကျွန်တော်တို့လည်းမသိဘူးပေါ့လေနော်ဆိုတော့ကျွန်တော်ထင်တာကတော့ဒီလိုမျိုးပြောင်းရွှေ့လောက်တာကြတော့ဒီ DKB PGF တို့ပဲသူတို့လုပ်မယ်ထင်တယ်ဟိုဒီဘက်ပြန်ပြီးဘက်ကတော့ data တွေကတော့ဒီသိမှာမဟုတ်ကျွန်တော်တို့လည်းမသိဘူးပေါ့နော် data နဲ့ပတ်သက်ပြီးတော့မှကျွန်တော်လည်းဟို match မပေးတာဘူးပြည်ဒီနိုင်ငံခြားသားဝန်ထမ်းတွေက ဟိုသူတို့လာတဲ့ဟာသူတို့ဝင်လာတဲ့ကိစ္စကလည်းကျွန်တော်ထင်တယ်ဒီလူကကိုယ်ကလည်းဖြစ်ရင်ဖြစ်မှာဒါမှမဟုတ်ဒီထိုင်းဆိုရရပူဝံပေါ်ဝင်မှုဖြစ်ဖြစ်မှာပေါ့လေတော့ဒီကတာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်လည်းတိုင်ပြီးတော့မသုံးသချင်ဘူးပေါ့လေတိုင်နားမလဲတဲ့ထဲမှာလည်းပါတယ်ဟိုအဲ့လိုချင်လို့ရှိပါတယ်